မင်္ဂလာပါမျိုးတွေပုံမာတာနီပြို့မှာပါရှိတဲ့စီရေမရေရန်သူဘေးကြောင့်အပြေးအလွယ်ဆွေမျိုးကွဲတာပြည်ရေးရခတ်တာကြီးဆိုတဲ့အတိုင်းပဲစီရေမရေရန်သူဘေးကြောင့်ကျွန်တော်တို့ဒီနေ့လုံးကျွန်တော်တို့နိုင်ငံလုံးကုပင်တော့ကစိတ်ဒုက္ခဒုက္ခမျိုးစုံရောက်နေတဲ့အချိန်မှာလက်ရှိမှာအာရေဘေးငရင်ဘေးဆိုတဲ့သဘာဝဘေးရန်တွေတွေကိုလည်းခံစားနေကြရပါတယ်ဆိုတော့ယခုလိုမျိုးနိုင်ငံမှာသဘာဝဘေးရန်တွေ စ်မှတ်ဖြစ်ပွားတဲ့စစ်တမ်းတွေစစ်တမ်းရဲ့နောက်ဆက်တွဲအနေနဲ့ငတ်မို့ခမ်းပါတဲ့တန်းကိုစင်းတို့မြင့်တက်တဲ့တန်းရောဂါကြီးဖြစ်ပွားတဲ့အခါကုသရာဆေးဝါးမရှိတဲ့နော်ရောဂါဒေးရံတွေကြီးကိုယ်ကြုံတွေ့နေရတဲ့အချိန်မှာကျမတို့ပြည်သူပြည်သားအချင်းချင်းကျမတို့နိုင်ငံသူနိုင်ငံသားအချင်းချင်းကျမလူမျိုးဘာသာကြီးထဲမပြောဘူးကျမပြောချင်းစီမြန်မာနိုင်ငံသားကိုကိုကိုငါဟာမြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့နှလုံးသားရှိတဲ့လူတိုင်းဟာအချင်းချင်းကျမတို့ပြန်မဆိုတရားလက်ကင်ထားလို့ဖေးမကူကြီးတိုင်းတလား အငယ်သူအားပေးပါလဲနေသူထူပေးပါခေမကူညီချင်းဖြင့်စီလုံးညီမျိုးချင်းဖြင့်ကျမတို့ပြည်တော်စုကို၈၀ရအောင်လို့ကျမတိုက်တော်ချင်ပါတယ်ဥစွာလက်ရှိအငယ်တော်မှာလက်ရှိကျမတို့နာဆာကိုင်းအဆောင်စုကနေရေးပေါ်ချင်းကြီးကြီးညာပြီးတော့နေ့ကဆိုလို့ရှိရင်လည်းပဲဒီပြေကောင်းစီနေမြင်နဲ့ငလင်းတန်ကိုအစိုးရအောင်ခံလိုက်ရတဲ့မန္တလေးတိုင်းဒေသကြီးဒီနေမေတွေကိုကျမတို့နာဆာကဥက္ကဋ္ဌကျမတို့တက်မတို့ကဝေဦးကြီးကြီးကိုယ်တိုင်သွားရောက်ပြီးတော့ကွန်ကြီးကစားရေးတွေလှုပ်ဆောင်ပေးဖို့လိုအပ်တဲ့နေရာမှာအရေးပေါ်ကွန်ကြီးကစားရေးပစ္စည်းတွေထောက်ပံ့ပေးဖို့ဆိုပြီးတော့ လိုအပ်သလိုကိုညီဆောင်ရွက်ပေးနိုင်ရေးညွှန်ကြားလျက်ရှိတယ်ညွှန်ကြားပေးခဲ့တယ်ပေါ့နော်ခိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းထိုင်းရောက်ကျွန်တော်တို့ရွှေပြောင်းမြန်မာလုံသမားတွေအာပျက်စီးသူပျက်စီးသူအသေးဆုံးတဲ့လူပြောတာပေါ့နော်ဒီအသေးဆုံးတဲ့လူထိခိုက်ဒဏ်ရာရတဲ့လူလက်ရှိချိန်ထိရှာမတွေ့ဘဲနဲ့ပျောက်ဆုံးနေတဲ့လူ120ကျော်ရှိရလို့ကြားသိရပါတယ်သူရွှေဘောင်မြန်မာအလို့သမား120ကျော်အတွက်ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိရနာဆကဆိုးရတန်ယုံကနေပြီးတော့ထိုင်းအာဏာပိုင်နေနဲ့တွေ့ဆုံပြီးတော့ဥပဒေကြောင်းရထိုက်တဲ့နေ့ရက်နဲ့နာချင်းဝင်ရရှိဖို့ဆောင်ရွက်နေရှိပါတယ်။ ။နာဆက်ကအင်းဆောင်ဆိုးရရဲ့တန်ယုံကကိုရင်ဆောင်ရွက်ပေးတာပါ။ထိုင်းနိုင်ငံမှာအများဆုံးရှိနေတဲ့ MG ကကိုရင်ဆောင်ရွက်ပေးတာမဟုတ်ပါဘူး။ကျမဒီစကားကိုဘာကြောင့်ပြောရလဲဆိုရင်ကျမဒီရေခုဂျန်နီမနဲ့ပေါ့နော်ကျမ YouTube မှာပို့လေးတင်လိုက်တယ်ဒါကဘာလဲဆိုတော့ကျမတို့နိုင်ငံကိုဒီပါထောက်ပံ့ကူညီမှုတွေလာရောက်မှုအဲနောက်တစ်ခုကျမတို့ NASA ကအစိုးရကိုယ်တိုင်ကနော်မြေပြင်မှာအခြေအနေကိုကိုင်စင်လေ့လာမှုလေးတွေကိုအများသူကစိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေအနေနဲ့စိတ်တက်ပါရရစေခြင်းကအစိုးရကအကောင်းဖြစ်ကျမကမျှဝေခြင်းဖြစ်တယ် ီပေါ်မှာအအစိုးမြဝါဒီတွေကပြပါအားကိုးနေတာလားနိုင်ငံကနိုင်ငံခြားကအကူအညီတွေကိုအားကိုးမနေလဲလို့ရေဘေးတုန်းကပတ်စံလေးလဲနင်တို့စစ်တပ်ကခိုးလို့ကုန်ပြီစသည်ဖြင့်ပေါ့နော်အစိုးရရဲ့အကောင်းဆိုတာကအဲပြပါကလှူတဲ့ပတ်စံလေးကိုခိုးစားဖို့လားဆိုပြီးတော့တချို့တွေဆိုရှိပါသေးတယ်နော်ဒီလိုမျိုးတဘာဝဘေးအန္တရာယ်ကြီးတွေတနိုင်ငံလုံးမှာစစ်ဘေးတွေဘေးအန္တရာယ်ကြီးကြုံတွေ့ပြီးအခက်ဒုက္ခကြုံနေတဲ့အချိန်မှာ ငလင်ထုတ်တာကိုညမလေးလောက်ရင်မခုံပါဘူးလို့ငလင်ထုတ်တာကိုမမလောက်ရင်မခုံပါဘူးဆိုတဲ့မရတာယူတွေလည်းရှိတယ်။ဒါကြောင့်မလို့ဒီကြောင်းရောင်ကိုထည့်ပြောရချင်ဖြစ်တယ်။နော်ရေဘေးတော့ဆိုလို့ရှိရင်လေရေဘေးတန်တဲ့တီတူတွေကိုကုညင်ကဲစဲရေးနဲ့ပြန်လဲထူထောင်ရေးပြန်လဲထူထောင်ရေးလုပ်ပေးခဲ့တာဒီနော်ကျမတို့အရေးကြုံရင်ပြည်သူရှင်မှာအများတန်းရည်တည်ခဲ့တဲ့တပ်မတော်တာဖြစ်တယ်။ဒါကတိုင်းသိပြည်သူကဘာဒီကိစ္စအလင်းလင်းလို့ရတဲ့ကိစ္စမဟုတ်သလိုဖုံးကွယ်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူး။ခင်ဗျားတို့ကိုယ်တိုင်သိတယ်။ခင်ဗျားတို့ကိုယ်တိုင်မြင်နေနိုင်ငံမှာရေးပေးတယ် ဖြစ်ခဲ့တယ်အများဆုံးပြန်လဲထူထောင်ရေးလုပ်ပေးခဲ့တာ NASA ကအဆိုရဖြစ်တယ်ခင်ဗျားတို့အခုခင်ဗျားတို့အထင်ကြီးပြီးခင်ဗျားတို့မြန်မာနိုင်ငံကိုအများဆုံးထိတုံထားတယ်ဆိုရယ် NGO အဆိုရမဟုတ်ပါဘူးเนาะဒီအကြောင်းအရာကိုသိဖို့လိုတယ်ဒါကအနည်းဆက်ဆုံး နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ရှေ့မှာဖြစ်ဆင်းရတယ်ကိုဗစ်ကာလကိုဗစ်ကာလဆိုလို့ရှိရင်လည်းနောက်ဆက်ကအစိုးရကနေနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ကိုဗစ်ကာကွယ်ဆေးတွေရရှိအောင်ဆောင်ရွက်တယ်ကာကွယ်ဆေးတွေထိုးပေးတယ်နောက်ဆုံးမှာနော်ဒေါက်တာအောင်စောတို့ဆိုလို့ရှိရင်လည်းပဲဒီမှာဖန်ဆီးခံအကျဉ်းသားတွေပေါ့နော်ပညာရှင်တွေအကြောင်းမျိုးမျိုးကြောင့်ဖန်ဆီးခံရတဲ့အခါမှာပြန်လွှတ်ပေးတယ်ပြန်လွှတ်ပေးပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တက်သည့်ပညာရှင်တွေနဲ့နိုင်ငံခြားကအကူအညီတွေနဲ့ပေါင်းပြီးတော့နော်ကိုဗစ်ကာကွယ်ဆေးကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့တယ်ဒါကခင်ဗျားတို့ကိုယ်တိုင်ကိုဗစ်ကာကွယ်ဆေးကိုအရှိဆုံးမှတန်းစီထိုးခဲ့တာခင်ဗျားတို့အသိဖြစ်တယ် အဲ့ဒီအချိန်တုန်းကလည်းအမှုကြီးကကျမကြီးဝန်ကြီးဒေါက်တာဇော်ဝေဆိုကျွန်တော်တို့ကနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ကိုဗစ်ကာကွယ်ဆေးလေးတန်းထိုးပေးပါမယ်လို့လူထုကိုဝါရမိုက်တိုက်တယ်စစ်တပ်ကကာကွယ်ဆေးထိုးပေးတာကာကွယ်ဆေးထိုးပြီးမှလူကချက်ချင်းလက်ငယ်သေးသွားပါတယ်ဆိုတာမျိုးကြီးခင်ဗျားတို့ဝါရမိုက်တိုက်ခဲ့တာရှိတယ်ဆိုတော့အမှန်တကယ်အရေးတုံလို့ရှိရင်ပြည်သူနဲ့တသားတည်းရည်တည်ခဲ့တာဒီတက်မတော်တာဖြစ်တယ်ဒါကြောင့်မို့လို့ရှိရင်ဒါကြောင့်မို့လို့လည်းကျမကဒီကြောင်းရကိုထည့်ပြီးပြောရခြင်းဖြစ်ပါတယ်เนาะဆိုတော့အာတဘာဘေးရန်တည်းတင့်လာခြင်းတူတူကို ကျမတို့မန်လေးမဟာအမေမှာဆိုလို့ရှိရင်ကျမတို့ပထမဆီယာဆောင်ဖို့ပဲဖြေဆိုနေတဲ့တန်ဃာတော်တွေရှိရဲ့ပါဠိပထမပထမပြန်ဖြေဆိုနေကြတဲ့တန်ဃာအာဇာနည်တွေရှိရဲ့အဲ့ဒီမှာငလှင်တန်ကြောင့်မန်လေးမဟာအောင်မြို့နယ်မှာတန်ဃာတော်အပားတထောင်ကျော်ဓမ္မဆီယာဆောင်ဖို့ပဲဖြေဆိုနေစဉ်အတွင်းတောင်းဆောင်ပြိုကြတဲ့အတွက်တန်ဃာအပား200ပိတ်မိနေတယ်ဒီလိုအခြေအနေတွေကြတော့နော်မြန်မာနိုင်ငံရဲ့တရားဝင်ဆိုရပါဆိုတဲ့ NGO ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စမအောင် เนาะလူကပြက်ဝေးကြီးဝင်းမြက်အေးကတော့အခုချိန်ကြီးပေါ့မလားဘူးဒေါ်စင်မောင်အောင်ကဘာပြောလဲဆိုရင်အာဒီငလီနယ်နဲ့ပတ်သက်ပြီးတော့ပေါ့เนาะသူတို့ရေတက်နိုင်တယ်လို့ကူညီပေးနေပါတယ်ပေါ့သူတို့ဘယ်မှာကူညီပေးနေတာဆိုတာမျိုးတွေတွေ့ရတယ်ဝမ်းသာပါတယ်ဒီချိန်မှာဘယ်သူကပဲကူညီကူညီလက်ရှိပြဿနာဒီအနည်းတွေစိတ်နေအပြတွေအဝါတွေမဆိုင်ဘူးလူသားချင်းစာနာထောက်ထားခြင်းမြန်မာနိုင်ငံသားအချင်းချင်းဆိုတဲ့ကျမတို့ပြည်တော်စုစိတ်တက်နေတာတဆိုင်နေ။ဒါကြောင့်မလို့ဘသူကိုပဲကူညီကူညီဘသူကပဲကူညီကူညီကျမတို့ကူညီမှုကိုအတိမဲ့ပြုတယ်။တော့တော့မန်လီမြို့လေကောင်ကြီးမှာ ဒီလိုမျိုးတန်ဃာတော်တွေအပားတစ်ထောင်ကျော်စံပိုးပဲဖြည့်ဆို့နေစဉ်အတွင်းတောင်းတိုက်ပြိုကြောင်းမှုကြောင့်တန်ဃာအပား200ပိတ်မိနေတာကိုတော့စကားတည်းမှာထည့်မပြောဘဲနဲ့မန္တလေးမှာပလီပြိုပြီးတော့ဗလီပြိုပြီးတော့ဘင်္ဂလီတွေပိတ်မိနေတာကိုတော့တခန့်တနာနဲ့စားဖွဲ့ပြီးပြောသွားတာတွေ့ရတယ်။ပြည်သူမှပြည်သူတို့ကုညီကယ်ဆယ်ရေးပေးကြမယ်ဆိုပြီးတော့ပြောသွားတာလည်းတွေ့ရတယ်။ဆိုတော့သူတို့ကိုထောက်ခံတဲ့လူတွေရှိကနေအလူငွေကောက်ပြီးတော့သူတို့ကိုထောက်ခံတဲ့လူတွေကိုသူတို့ပြည်သူမှပြည်သူတို့ပတ်စံကိုသူတို့ကြားရရကိုယ်စလဲလုပ်ပြီးတော့အာပြန်လဲထောက်ပံ့ပေးမယ်ဆိုတာမျိုးပြောသွားတယ်။ ဘသူကပဲဘသူကိုကူညီကူညီပါကောင်းမွန်တဲ့ကိစ္စဖြစ်တဲ့အတွက်အားပေးပါတယ်ဒီနေရာမှာတခုရှိတာကအဲအန်ယူဂျီကတစ်ချိန်လုံးပြောခဲ့တယ်အဲ့ဒါပါလဲဆိုတော့အမေရိကန်အစိုးရရှိမှအထားရဲ့အမေရိကန်ဒေါ်လာတန်တရာဘောဆန်းစုကြည်ဆိုတာလက်ထက်ကကျွန်တော်တို့မြန်မာနိုင်ငံမြန်မာနိုင်ငံရဲ့အစိုးရကနေပြီးတော့အမေရိကန်ဒေါ်လာတန်တရာအမေရိကန်ဘဏ်မှာအထားရဲ့အဲ့ဒီပတ်စံတန်တရာကအမေရိကန်ဒေါ်လာတန်တရာကသူတို့အန်ယူဂျီနဲ့အန်ယူဂျီနဲ့ပဲသဆိုင်နေပေါ့စစ်တပ်နဲ့မှသဆိုင်လို့ဆိုပြီးပြောကြတယ်တကယ်တော့ဒီပတ်စံဒီကျွန်တော်တို့နိုင်ငံတော်က အနှံထားတာဖြစ်တဲ့အတွက်နိုင်ငံသားအလုံးနဲ့သက်ဆိုင်နေဆိုတော့အခင်ဗျားတို့အနေနဲ့အခုလိုမျိုးသဘာဝဘေးရန်တွေတင့်နေတာရေဘေးတုန်းကလည်းပြည်သူတွေဒုက္ခရောက်တယ်လက်ရှိမှာဆိုလို့ရှိရင်လည်းပဲငလင်တန်းကြောင့်ဒုက္ခရောက်တယ်ခင်ဗျားတို့သာအမှန်တကယ်အယူချင်းရှိတယ်ခင်ဗျားတို့သာအမှန်တကယ်အာစိတ်အတာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်မဒီကပြောချင်တာကလေစိတ်အတာရဲ့အနှစ်သာရကိုမြင်စီခြင်းလို့ပြောနေရနော်ဒီအကြောင်းအရာကစိတ်အတာဆိုတာပါလေကျွန်မအင်းရဲ့ကတော့စိတ်အတာအကြောင်းပြောဘူးလေနော်အဲစိတ်အတာရဲ့အနှစ်သာရနဲ့ ဒီပဲတက်ရောက်မှုကိုသိနေခြင်းနဲ့ဒီမှာ state ဘသူက state အတာလဲဆိုတာသိလိုက်တာနဲ့အမျှကိုယ်အားပေးနေမှုဒီနိုင်ငံတော်ကိုပုံကံမှုဖြစ်နေသလားနိုင်ငံတော်ကိုသစ္စာဖောက်မှုဖြစ်နေလားဆိုတာပေါ်လွန်သွားတယ်။ဒါကြောင့်မလို့ state actor ကိုသိစေခြင်းလို့ပြောခြင်းဖြစ်တယ်။ဒီအမေရိကန်ဒေါ်လာတန်တရာကိုအဲရယူပြီးတော့ကုညီကယ်ဆယ်ရေးလုပ်ပေးဖို့များအစီအစဉ်မရှိဘူးလားပေါ့နော်။ဒါကကျွန်မပြည်သူကြောင့်နေနေမိခွန်ထုတ်ခြင်းဖြစ်ပါတယ်။ဆိုတော့ဝန်သားကြာသတင်းကောင်းလေးပြောပြပါမယ်။လက်ရှိမချိန်မှာဆိုလို့ရှိရင်ကျွန်မတို့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနှစ်နိုင်ငံငလျင်တန်းကြောင့် ဒုက္ခရောက်တဲ့ပြည်သူတွေကိုကုညီကယ်ဆယ်ပေးဖို့အတွက်ကမ္ဘာကုလသမဂ္ဂကနေပြီးတော့ငလျင်တန်းတဲ့မြန်မာနဲ့ထိုင်းနိုင်ငံကိုမိတ်တန်ဒေါ်လာ၅တန်းကုညီပေးမယ်လို့ကြားသိရပါတယ်။နော်ဒါကကျွန်တော်တို့အစိုးရကအကောင်ဖြစ်ပါတယ်။အစိုးရကအကောင်ဖြစ်ပါတယ်။ကျွန်တော်တို့နာဆာကအင်ဆောင်ဆိုရာမြန်မာနိုင်ငံရဲ့ state actor ဖြစ်တဲ့အတွက်နာဆာကအင်ဆောင်ဆိုရာကိုကုညီပြီးတော့ထိဆက်ပြီးတော့ကမ္ဘာကုလသမဂ္ဂကနေပြီးတော့အကုညီကယ်ဆယ်ရေးတွေလုံဆောင်ပေးမယ်။နောက်ဆက်တစ်ခုကတော့ကျွန်တော်တို့ရုရှား ။ဗချားနိုင်ငံကနေပြီးတော့ကုညီကယ်ဆယ်ရေးလေး20စီးနဲ့နောက်ဆိုကုညီကယ်ဆယ်ရေးတမား120သူတို့ညီမကြွကျင်တဲ့ကျမကြီးပညာရှင်တွေကျမကြီးဆရာဝန်တွေစိတ်ပညာရှင်တွေပေါ့နော်အပါဝင်လူပေါင်း120ကျော်ကုညီကယ်ဆယ်ရေးကျမတို့မြန်မာနိုင်ငံကိုဆေးလွှတ်လိုက်ပြီးဖြစ်တယ်ဒါဟာအရေးတုံလို့ရှိရင်နိုင်ငံကောင်းပြည်သားစွာမဟာမိတ်ပြည်သားစွာကျမတို့အစိုးရရဲ့ကျမတို့နာဆကအစိုးရရဲ့တန်ခင်းတမန်ခင်းကြွယ်ဝမှုကြောင့်ခုလိုမျိုးအရေးတုံလို့ရှိရင်နိုင်ငံတကာနိုင်ငံနဲ့တနိုင်ငံနိုင်ငံကောင်းဆောင်ချင်ချင်းကုညီပြီးတော့ ကယ်ဆယ်ပေးကြခြင်းဖြစ်တယ်။ကျွန်မအဓိကပြောချင်တာကနိုင်ငံကိုကိုစားပြုတဲ့လူအချင်းချင်းကူညီကယ်ဆယ်ပေးခြင်းဖြစ်တယ်။ဒါကြောင့်မလို့နာဆာကအစိုးရကြီးနိုင်ငံကိုကိုစားပြုတဲ့နိုင်ငံတော်ရဲ့ state actor ဖြစ်တဲ့အတွက်ဒီနိုင်ငံကိုစားပြုတဲ့ state actor ကိုကုလသမဂ္ဂကိုယ်တိုင်ကအတိအမဲ့ပြုထားလို့နော်ကမ္ဘာနိုင်ငံတည်တည်ကအတိအမဲ့ပြုထားတယ်။ဒီလိုအတိအမဲ့ပြုထားတဲ့ state actor ကိုခင်ဗျားတို့လက်နက်ကင်ပုံကန်းရင်းခင်ဗျားတို့ကနိုင်ငံတော်သက်ဆိုင်ပါဖြစ်တယ်။နောက်ထပ်အစိုးရအကောင်ကတော့အာငလင်တန်တဲ့နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုကျွန်တော်တို့ ခေါင်းဆောင်ထံကိုတရုတ်သမ္မတရှီဂျင်းပင်ကိုရိုင်းဖုန်းဆက်ပြီးတော့အာကျွန်တော်တို့ငလင်တန်ကျောင်းနဲ့ထိခိုက်မှုများကိုကူညီပေးရန်တရုတ်နိုင်ငံယူနယ်ပြည်နယ်မှကဲဆယ်ရေးနဲ့ဆေးကုသရေးအဖွဲ့ဝင်38ဦးဖြန့်ကုန်ပြည်ပဆိုင်ရာ၄စိတ်ကိုရင်းနှီး 29ရက်နေ့မနေ့ရောက်ရှိပါရယ်ပြည်ထောင်နိုင်ငံကလည်းပဲအင်ဂျင်ဆောင်ကောင်းပြည်သားစွာမဟာမိတ်ပြည်သားစွာကျမတို့ငွေထင်တန်အသိမြန်မာနိုင်ငံကိုကူညီကယ်ဆယ်ပေးမဲ့အဖွဲ့တွေရောက်ရှိနေပြီဖြစ်ပါရယ်နောက်တစ်ခုကအိန္ဒိယနော်အိန္ဒိယလိုတရုတ်လိုဆိုတာကျမတို့အင်ဂျင်နိုင်ငံတွေလည်းဖြစ်တယ်မဟာမိတ်နိုင်ငံတွေလည်းဖြစ်တယ်ကျမတို့ဒီနှစ်နိုင်ငံနဲ့တိုက်စီဖြစ်စေမတိုက်စီဖြစ်စေကျမတို့ကလိုက်လျောညီထွေအောင်ပေါင်းသင်းဆက်ဆံဖို့လိုပါရယ်နော်အမေကျော်ဒွေးတော်မလွန်းနဲ့ဆိုတဲ့ကျမတို့ရှေ့စကားအတိုင်းပဲအင်ဂျင်တွေကိုကြော်ပြီးဟိုအဝေးကအမေရိကန်ကိုသွားပြီးတော့ကျမတို့ဟို ဘောသွားမမဖို့လို့ပါတယ်လက်ရှိမှာဆိုလို့ရှိရင်လည်းမိခင်ကလည်းကုညီပကယ်ဆဲပေးမယ်ဆိုတဲ့အတန်ဒီထွက်လာတယ်လက်ရှိမှာမိခင်တမနာဒါမိခင်တမနာတော်နဲ့ဖက်ကနေပြီးတော့ငလင်းတန်သိတဲ့မြန်မာနိုင်ငံကိုကုညီကယ်ဆဲပေးမယ်ဆိုပြီးတော့ကုညီကယ်ဆဲရေးထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပေးမယ်ဆိုပြီးတော့တမနာထရန့်ကိုယ်တိုင်ပြောကြလိုက်တာရှိပါတယ်ဆိုတော့ကျွန်တော်နိုင်ငံကိုကုညီကယ်ဆဲပေးတဲ့ကုညီထောက်ပံ့ရေးပေးတဲ့ဘယ်လိုနိုင်ငံမျိုးကိုမဆိုကျွန်တော်ကအနောက်တလုံးစားဘူးသူကျေးဇူးဆိုတဲ့အတိုင်းပဲကျေးဇူးတင်ရမှာဖြစ်တယ်เนาะဆိုတော့အိန္ဒိယကလည်းပဲ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီပထမအတုပ်ပထမအတုပ်ဖြစ်နော်ကယ်ဆယ်ရေးပစ္စည်းကုညီကယ်ဆယ်ရေးပစ္စည်းတို့ဆောင်းလို့ပါမယ်စေဝါတွေပါမယ်လက်တတော်ကုတာကြပါနော်အရေးပေါ်အကူအညီလိုအပ်နေတဲ့ပစ္စည်းတန်ချိန်15တန်ပါတဲ့နော်အဲလက်ရှိကျမတို့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေးစိတ်ကိုဒီနေ့မနေ့ရောက်ရှိရဲပထမအတုပ်အနေနဲ့15တန်ရောက်ရှိရဲထပ်မံပြီးတော့လဲကုညီကယ်ဆယ်ရေးပစ္စည်းတွေပို့ပေးမယ်လို့ကြားသိရပါတယ်ပြည်တွင်းမှာလည်းပဲတက်နေပြီးသူလက်တွဲကြည့်ပြူစွာနဲ့မိမိတို့နိုင်ရနိုင်ဝန်ထမ်းတာဝန်တွေကိုထမ်းဆောင်ပြီးတော့ ကုညီကစားပေးရရှိတယ်။ကျမကတော့ငလိတန်းနဲ့ဒေတာနဲ့ဝေးတယ်။ဝေးတဲ့ခါကျတော့ကျမတက်နိုင်တဲ့နောက်အဲလက်ရှိမှာဆိုလို့ရှိရင်ကျမတို့နော်အရေးတုံလေးအများတန်းရှိကနေရက်တိပေးတဲ့ကျမတို့တားသုံးစားထဲမှာပါတဲ့နော်အတက်မတော်သားပြင်ဖရာသားတော်ရဲအတန်ကတော်တွေကျမတို့မြို့သားရုံဆောင်ဆရာတော်တွေမဘသားဆရာတော်တွေကနေပြီးတော့ငလိတန်းနဲ့ဒေတာမှာရှိတဲ့ငလိဘေးတန်တဲ့ပြည်သူတွေကိုနော်ထမင်းလို့တွေဝင်လာပြီးတော့ ပို့ဆောင်ပေးလျက်ရှိတယ်ချက်ပြီးတော့ထမင်းနေဟင်းနေချက်ပြီးတော့လူလျက်ရှိတယ်ပေါ့အိမ်နိုင်အိမ်ရောက်ဆိုတော့အဲ့ဒီအိမ်ကကိုကျွန်မတတ်နိုင်သလားအငွေ3သိန်းကိုကြီးထောက်ပံ့ပေးပါတယ်အော်ဒါကတော့ကျွန်မတို့နိုင်ရောက်နိုင်ရောက်ဝင်ကိုထားပြီးတော့เนาะကျွန်မတို့နှမ်းတစည်းနဲ့စီမဖြစ်ပေမဲ့နှမ်းစီတွေများတဲ့အခါစီတွေဖြစ်နိုင်ပါတယ်အာအရေးကြုံရင်ပြီးသူချင်းချင်းအဲနားလည်မှုစာနာထောက်ထားမှုနဲ့ကျွန်မတို့ကူညီကယ်ဆယ်ပေးရမယ်အဲ့ဒီလိုမျိုးမဟုတ်ခင်လေနော်ကျွန်မဒီမနက်ကတော့ကျွန်မ comment တစ်ခုတွေးသေးတယ် မြို့ရွာတွေကိုတဲ့မီးရှို့ပြီးဘုံကျဲနေလို့မြို့ရွာတွေမီးလောင်ပြကြနေတုန်းကဘယ်သွားပြီးတည်တင်ကြတာလဲကိုကြီးတော်ခွဲကြခွဲကြနေကိုကြီးနေတယ်ဆိုပြီးတော့ပြည်ပနိုင်ငံတွေမှာနေပြီးတော့ကိုမြန်မာပြည်တွင်းကိုနော်ကိုပြည်ကိုအမှန်တကယ်ချစ်ရအောင်မယ်မသိပဲနဲ့ဒီလိုဖျက်လို့ဖျက်စီးစိတ်တွေအငုံစိတ်တွေနဲ့လူတွေလည်းမြန်မာပြည်မှာတိတ်များပါတယ်ဆိုတော့မိမိတို့ရဲ့စိတ်တက်ကအငုံစိတ်တက်ဖြစ်နေလားမိမိတို့ရဲ့စိတ်တက်ကဘာလို့မုံမြဲလဲဆိုတာလက်ရှိမှာအပြောနဲ့မဟုတ်ဘဲနဲ့အလုံးနဲ့တည်တည်ပြကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်